အမျိုးသမီးများနှင့်မိန်းကလေးများအပေါ်အကြမ်းဖက်မှုမစတင်ခင်အရန်ရေးကြီးတဲ့အချက်တစ်ခုကိုတတိယပါအကြမ်းဖက်မှုနဲ့ကြုံရတိုင်းကိုယ့်အပြစ်ဘတော်မှမဟုတ်ပါဘူးဘေးကင်းတယ်လို့ခံစားရဖို့နဲ့ကိုကိုတိုင်နဲ့ကိုခန္ဓာကိုယ်အတွက်ဆုံးဖြတ်ချက်တွေချဖို့ထိုက်တန်ပါတယ်အလွဲတုံးစားပြုမှုဒါမှမဟုတ်အကြမ်းဖက်မှုနဲ့ ကြုံခဲ့ရတဲ့မိန်းကလေးအမျိုးသမီးဆိုရင်ထောက်ပံ့ပေးမယ်၊ကူညီပေးမယ်၊ဝန်ဆောင်မှုမျိုးစုံရှိပါတယ်။အကျန်းဖက်မှုနဲ့မကြုံဘူးပေမဲ့တခြားတီးတန့်လူအချက်တွေရှိတယ်ဆိုရင်လည်းကူညီပေးနိုင်တဲ့ဝန်ဆောင်မှုတွေရှိပါတယ်။ကိုရရွာထဲကအမျိုးသမီးနဲ့မိန်းကလေးတွေကိုတီးတန့်ဝန်ဆောင်မှုပေးနေတဲ့လူတွေက အရန်ကောင်းတဲ့တတိယအချက်လက်ရင်းမြစ်ဖြစ်နိုင်ပြီးတော့ကိုပါလိုလဲလိုအပ်တာတွေကိုဘလို့ဖြည့်ရှင်းရမလဲကိုကြီးရှာဖွေပေးနိုင်ပါတယ်အကျန်းဖက်မှုနဲ့အလွဲတုံးစားပြုမှုနဲ့ကြုံရရင်ဘတော်မှကို့အမားမဟုတ်တာမမိပါနဲ့ကိုယုံရတဲ့လူတယောက်နဲ့စကားပြောကြည့်ပါ ကိုတယောက်တည်းမဟုတ်ပါဘူးကိုလိုအပ်ချက်တွေကိုဖြည့်ရှင်းပေးမယ်ဝန်ဆောင်မှုတွေကိုရယူခံစားခွင့်ရှိပါတယ်